မင်္ဂလာပါတတမမီတို့ဖေဖေမီတို့ရေကျွန်တော်အကြောင်းလေးအရင်ဆုံးမိတ်ဆက်ပေးပါရစီခင်ဗျာကျွန်တော်နာမည်ငင်းချမ်းထွေးပါကျွန်တော်ကတော့အခု10လပိုင်းဆိုရင်ကျွန်တော်46နှစ်ပြည့်ပါတော့မယ်ခင်ဗျာအဲ့ဒီတော့ကျွန်တော်မှာတားလေးတယောက်တမီးလေးတယောက်ရှိပါတယ်ကျွန်တော်တမီးလေးကအခုမှသူက6နှစ်ပါကျွန်တော်တားတော့9နှစ်ပါအဲ့တော့သူတို့ကဒီနှစ်ထဲမှာတော့10နှစ်တို့9နှစ်တို့ဖြစ်တော့မှာပေါ့နော် အဲ့တော့ကျွန်တော်ကဒီ coding လေးပေါ့เนาะဒီ scratch coding လေးကိုဘာကြောင့်သင်ပြသွားလဲဆိုတော့ပထမကကျွန်တော်ကကျွန်တော်ကိုယ်တိုင်က University of Computer Studies Mandalay ဆိုတဲ့ UCSM ဆိုတဲ့ Mandalay Computer Tech ကနေပြီးတော့ကျွန်တော်ဘွဲ့ရခဲ့ပါတယ်အဲ့ဒါကနေပြီးတော့ကျွန်တော် Singapore မှာကျွန်တော်10နှစ်လောက်ကျွန်တော်ဒီ coding တွေ programming တွေ database တွေเนี่ยကျွန်တော်အတန်ဘဝအကြောင်းပြုခဲ့ပါတယ်ခင်ဗျာ 2014မှာကျွန်တော်ညီမပြီးကိုအပြေးပြန်လာခဲ့ပါတယ်စင်ကာပူကနေပြီးတော့เนาะအဲ့တော့အခုကျွန်တော်သားတွေသမီးတွေအတွက်သူတို့အထောက်အကူဖြစ်ဖို့ဆိုပြီးတော့ကျွန်တော်ဒါလေးတွေကျွန်တော်ကိုယ်တိုင်လည်းလေ့လာရပါတယ် scratch ဆိုတာကကျွန်တော်တို့အငယ်တုန်းကမရှိခဲ့ပါဘူးခင်ဗျာเนาะအဲ့တော့ဒါလေးကိုလေ့လာတဲ့အချိန်မှာအော်ဒါလေးတွေသင်ပေးလိုက်ရင်တော့သူတို့ပို့အဆင်ပြေမှာပဲเนาะဆိုပြီးတော့စသင်ပေးကြည့်တယ် နလသုံးလဆိုအဆင်ပြေသွားမယ်လို့စိတ်ထဲမှာထင်တာပေါ့ဘယ်ဟုတ်ပါမလဲရွာရီလဲနေတာဟာဟိုနာနားမလဲဒီနာအဆင်မပြေဟိုဟာရှုပ်ချက်ခက်တရားရှုပ်ချက်ခက်နေရောဒါပေမဲ့ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းစူးစမ်းရင်းနဲ့၄၅၆လကြာတော့တော်တော်လေးအဆင်ပြေလာတဲ့အနေအထားရှိတယ်။အဲဒီ၄၅၆လတိုင်တဲ့သင်ခန်းစာတွေအစအနေပြန်ပြီးပြန်လေ့ကျင့်တဲ့အချိန်ကြတော့ကလေးတွေကျွန်တော်အထူးသဖြင့်ကျွန်တော်အကြီးပေါ့နော်တာကြီးရသူကတော့တော်တော်လေးအဆင်ပြေလာတယ်ပေါ့။အဲဒီတော့ အဲ့ဒါတွေတင်တဲ့အချိန်မှာ तू ကအကြောင်းကြီးမတက်ဘူးသေးဘူးအိမ်မှာပဲ home school ပဲကျွန်တော်လုပ်ထားတာ home schooling ပေါ့နော်အိမ်မှာပဲသင်ကြတယ်ပေါ့အဲ့တော့ပြီးခဲ့တဲ့နှစ်2024မှာတော့ तू အကြောင်းစတက်တယ်အကြောင်းတက်တော့ Cambridge သင်ရညွန့်တန်းနဲ့သင်တာပေါ့နော် Cambridge လို့ထွက်ပါတယ်နော် Cambridge လို့မထွက်ပါဘူးခင်ဗျာအတန်းတွက်လေးရလေအဲ့တော့ Cambridge ကဒီ ICT ပေါ့နော် Computer Science ပေါ့နော် Computer Science လို့ဆိုမပြောပါဘူးသူ ICT လို့ပြောရတဲ့ထင်တယ်အဲ့တော့အဲ့ဒါလေးကို သူတို့တင်ရပါတယ်တင်တဲ့အချိန်မှာသူတော်တော်လေးအဆင်ပြေပါတယ်ခင်ဗျာအဲဒီတော့ဆိုလိုချင်တာကကျွန်တော်တို့ဒီစာရီကိုတိကျကြေညာအောင်လုပ်ထားလို့ရှိရင်ကြောင်းအတွက်လည်းထောက်ကူဖြစ်ပါလိမ့်မယ်ကိုယ်အတွက်အတွေးခေါ်မှုတွေပါတွေအတွက်လည်းထောက်ကူဖြစ်ပါလိမ့်မယ်ခင်ဗျာเนาะအဲဒါကြောင့်ကျွန်တော်က တင်နန်းလေးတွေဖွင့်ပါတယ်ကျွန်တော် online ကနေဒီရာကိုဖွင့်ဖို့ကလည်းကျွန်တော်အတွက်အခြေလေးလေးကိုလုကလပ်ဖြစ်နေလို့ပါဒါပေမဲ့ကျွန်တော်ကလေးတွေလိုပဲတခြား UI2 เนาะကလေးတွေကိုလည်းကျွန်တော်ဒီရာလေးတွေကျွန်တော်သားသမီးလိုပဲတခြား UI2 သားသမီးတွေကိုကလေးတွေကိုလည်းကျွန်တော်ဒီပညာလေးတွေရစေချင်တယ်တက်စေချင်ပါတယ်ဒါကြောင့်ကျွန်တော်ကစေနှုတ်တွင်တင်စွာနဲ့အိမ်မှာကျွန်တော်ကကျွန်တော်ပေးတဲ့ကျွန်တော်ပြင်ဆင်ထားတဲ့ဗီဒီယိုသင်ခန်းစာတွေနဲ့เนาะတတိချာချာအိမ်မှာလေ့လာလို့ရအောင်ကျွန်တော် ဆုံးပြစ်စင်မယ်ဆိုပြီးဆုံးဖြတ်လိုက်ပါတယ်ကဲအဲ့တော့အခုတော့ဒါ level 1လေးပေါ့နော် level 1 scratch ဆိုတာက MIT နော် MIT Massachusetts Institute of Technology အမေရိကန်အဲ့ဒီကနေပြီးတော့သူကအဲ့ဒီတက္ကသိုလ်ကနေတီထွင်ခဲ့တာပေါ့နော်ကဲအဲ့တော့ကျွန်တော်ကဒါအခြေခံသဘောတရားလေးပါမယ်အဲ့တော့ဒီထဲမှာဗာလေးပါမယ်လဲဒါဒီပုံလေးပေါ့နော်ကဲကြည့်ကြည့်အောင်ခင်ဗျာနော်ကဲသားတို့သမီးတို့ဒီပထမ level 1 เนาะတင်တန်းကြီး6000ပြီးလို့ရှိရင် lifetime access ရမယ်เนาะတတလုံးရာသက်ပံပေါ့เนาะကဲအဲ့တော့ကြည်အောင်နေလိုက်ပြီးဘာတွေဖြစ်သွားမလဲဟာတန်နေတယ် okay အဲ့တော့နှိပ်လိုက်ရင်သူက အလဲမှာလာပြီးစုနေတယ်ပေါ့အဲဒီလိုသဘောတရားလေးတွေကျွန်တော်တို့ဆိုသင်ရလိမ့်မယ်ဒီသဘောတရားလေးသင်ရလိမ့်မယ်โอเคเนาะကဲနောက်တစ်ခုပြပေးမယ်ကဲဒါလေးကနောက်ထပ်တစ်ခုဒီမှာဆိုရင်တော့ तू ကဘာလေးလဲဆိုတော့ကျွန်တော်နှိပ်လိုက်ပြီဒါလေးကျွန်တော်အစိမ်းရောင်လေးနှိပ်လိုက်မယ်ဆိုတော့ game စကစားလေးရတယ် तू ကဒီမှာဒီကဒီကောင်လေးကိုကျွန်တော်တို့ရွှေ့လို့ရမယ် mouse လေးနဲ့တွားမယ်ဒီငါးတွေစားပလိုက်လို့ရတယ် ငါလေးစားပလိုက်မယ်ဒီကောင်စားလိုက်ရင်တော့အာ points เนาะအစိတ်တင်သွားဆိုဟာဒီသဘောတရားလေးသူတို့ဟိုနားလည်သွားလိုက်မယ် okay ဒီလို game လေးတွေကိုပိုင်းတီထွင်ရမယ်ကိုပိုင်းဖန်တီးရမယ်ဒါဒုတိယမြောက်တစ်ခုပေါ့เนาะတတိယမြောက်တစ်ခုကျွန်တော်ပြပေးပါဦးမယ်သွားတော့ဒါတတိယမြောက်တစ်ခုပေါ့เนาะတတိယမြောက်တစ်ခုမှာတော့သူကနှိပ်လိုက်မယ်သူကပန်းတီးအဘောနေကြလာမယ် အစိမ်းရောင်ကားလေးကဘယ်ဘက်ကနေသွားတယ်ခင်းရောင်ကားလေးကညာဘက်ကနေသွားတယ်သူအချင်းချင်းတိုက်မလို့ရှိ oops ဒီပါ oops the oh no ဒီပါအတန်ထွက်သွားတယ်ပေါ့ပြောတယ်ပေါ့အဲဒါလေးတွေပေါ့ကာနစီကာနစီပေါ့ပန်းစီပြုတ်ကြလို့ရှင်ပန်းစီကကားပေါ်ပါသွားတဲ့ပုံစံပန်းစီလေးပျောက်သွားအဲအဲ့လိုပုံစံမျိုးလေးလည်းပါပါတယ်ခင်ဗျာโอเคเนาะอืม နောက်ထပ်တတိယတစ်ခုကျွန်တော် sorry တတိယတစ်ခုပြီဆိုတော့ stout ထနော်၄ခုမြောက် game လေးကျွန်တော်ပြပေးပါဦးမယ်ခင်ဗျာဒါလေးက၄ခုမြောက် game လေးပါအဲတော့သူကတော့ကြာဘာလောက်အောင်လဲဆိုတော့ကျွန်တော်တို့ mouse လေးနဲ့ sorry အောက်ကနေပြီးတော့ကျွန်တော်တို့ keyboard ကနေပြီးတော့ arrow လေးညောနှိပ်ရမယ်နှိပ်ပြီးဒီကောင်လိုက်စားဩဂျိုကအတန်ဒီပိုင်းကြားတယ်ပေါ့နော်စားလိုက်လို့ရှိရင်အပေါ်ကဒီမှာ score လေးကတက်သွားမယ်စသဖြင့်ပေါ့ဒါလေးတွေလည်းသူပါပါမယ်ဗျာ ကဲအဲ့ဒီတော့ဒါကတော့တကယ်အခြေခံကြတဲ့သဘောတရားလေးတွေကိုသူတို့ဒီပုံလေးတွေနဲ့လေလှလှပပလေးတွေဖန်တီးတက်သွားမယ်သူတို့ကိုယ်တိုင် ဖန်တီးတက်သွားမယ်အဲပြဿနာတွေတက်ကြမှာဟာတော့မှားပြီးရေးပြီးလိမ့်မယ်နော်အဲ့တော့ဗီဒီယိုသင်ခန်းစာကြည့်ပြီးတော့ရေးလို့ရှိရင်ဟိုနားလေးနည်းနည်းလေးကိုဒီနားနည်းလို့လို့ရှိရင်မှားလိမ့်မယ်။အဲ့မှားတော့တီးခန့်နိုင်ရမယ်။ဒါဟိုဟာလောက်ရမယ်။ဟာတခါတည်းမှန်သွားလို့ရှိရင်ကျွန်တော်တို့သင်သင်ခန်းစာသင်ယူဖို့တိတ်မလွယ်ဘူး။ ကြတော့နော်ဒါလေး queue site ပေးပါကြတော့မှားမယ်မှားတဲ့ဟာကိုသူကိုယ်တိုင်ပြန်ပြီးတော့လေ့လာတတ်မယ်လေ့လာလို့မရရင်ပြန်ပြင်တတ်မယ်ပြန်ပြင်လို့မရဘူးတတ်နိုင်ဆုံးစူးစမ်းပြီးလို့မှမရရင်တော့ကျွန်တော်တို့စီဆက်သွယ်လို့ရတယ်ကျွန်တော်တို့စူးစမ်းကူညီပေးပါမယ်နော်ဟွန်းနောက်ပြီးတော့ငါးခုမြောက် game ပေါ့နော်ဒါလေးရလဲဒါလေးရတော့ရိုးရိုးရှင်းရှင်းလေးပဲကြည့်ကြည့်လိုက်ပါအောင်ခင်ဗျာကြည့်ကြည့်လိုက်ပါအောင်နော်ဒါလေးရရိုးရိုးရှင်းရှင်းလေးပါနှိပ်လိုက်တယ် စင်ကြီးကသွားတယ်သွားတဲ့ပုံစံလေးနော်သွားတဲ့ပုံစံလေးဒီလိုလေးတွေနော်ဒီလိုမျိုးတွေအများကြီးပေါ့ဗျာကဲဒါဆိုရင်တော့ကျွန်တော်တို့အဆင်ပြေမယ်ထင်ပါတယ်เนาะအဲ့တော့ဒီလို level 1ပေါ့ဒါ level 1အခြေခံလေးပေါ့အခြေခံပြီးနောက်ထပ်ဘယ်လိုပါတွေထိသွားလို့ရတော့ဆိုကျွန်တော်ပြပေးမယ်เนาะအဲအဆင်မြင့်သွားပြီတတိချာချာနားလည်သွားပြီအခြေခံနေလဲတော်တော်ကျန်းကျန်းချင်ဖြစ်သွားပြီဆိုရင်ဒီလို game တွေအစားဖန်တီးတက်သွားမယ် နော်ကဲကျွန်တော်နည်းနည်းလေး short ပြပါမယ်ခင်ဗျာဒီ game လေးကကျွန်တော်အင်မတန် short လို့ကောင်းပါတယ်အာဒါဒီကိုပိုင်ဖန်တီးပါနော်ကိုပိုင် short တာမဟုတ်ဘူးနော်ဘယ်လိုသွားတနေ့နေ့ပြတောင်းတောင်းတောင်းဆိုပြဟဲဟဲဟဲပြီးဟေးတောင်းဆိုမှတေသွားပြီကိုကတေသွားတယ်လက်ရှိအာ power တွေပဲ serve လိုက်ပြီအာအသက်တွေပဲစားသွားပြီ ။နောက်ဒီလိုဟာတွေလည်းကျွန်တော်တို့ဒီလိုတနက်တွေပြည့်နေတာပေါ့။အဲဒီမှာဆရာကြီးကိုတွေ့ပြီးဆရာကြီးကိုပြည့်กว่า။ဟာဆရာကြီးကရှောက်သွားနေကော။အမလေးကပြည့်တယ်ဟာဆရာကြီးက။ Oops. Oh no. Boss ကပြည့်ပြီ။အဲတိတ်တော့မှာပဲ။ရှောင်းလိုက်ဟေ့။ပြည့်ဟေ့ပြည့်ဟေ့အေး။ဟေး။ဟာဟာ။ဟေးဟေး။ ကဲဒီဆရာကြီးဒီကောင်တော့ပြစ်တဲ့ပြီးအောင်ပြစ်လိုက်မယ်နော်ဒီကောင်ပြစ်တော့မှရှောင်းရှောင်းတော့အဲအာဒီလိုမျိုးလေးတွေပေါ့ခင်ဗျာနော်အဲ့တော့တလောက်ဆိုရင်တော့အတိုင်းတာစကူတီဒီကျွန်တော်တို့ဘာလေးတွေဒီစောင်းမလဲဒီကျွန်တော်ရဲ့ video package တွေထဲမှာပေါ့နော် self study package video သင်ခန်းစာတွေမှာဘာတွေပါမလဲဆိုတာဖေဖေမေရသားတို့တမီတို့တော်တော်ကြီးသိလောက်ပါပြီเนาะအဲ့တော့ကျွန်တော်မြန်မာလိုပဲပြောပြတင်ပါပါ ဒါပေမဲ့အဲ့ထဲမှာအတန်တွယ်လေးတွေ robot r o b o t ဆို robot နော် robot ဆိုအတန်တွယ်လေးတွေ robot တို့ variables တို့အတန်တွယ် variables ဆိုမှာ variables တို့ဒီလိုအတန်တတရားစကိုကကျွန်တော်က english လို့လည်းသင်နေရဲ့လူဖြစ်တတ်တဲ့ english လို့လေးအတန်တွယ်လေးပါမှန်တဲ့အကျိုးကျေးဇူးပါရလာပါမယ်ခင်ဗျာကဲအဲ့တော့ဒီ video self study package လေးတွေကိုသာသာမမီးတွေအတွက်เนาะအတွေးခေါ်လေးတွေ IT ICT နဲ့ရင်းနှီးစေခြင်းရင်း နောက်အနာဂတ်အနာဂတ်တော့မဟုတ်တော့ပါဘူးเนาะလက်ရှိဖြစ်နေတဲ့ AI artificial intelligence เนาะ AI လို့ခေါ် AI မဟုတ်ဘူးเนาะ AI AI လို့ခေါ်ကြ AI ခစ်ပေါ့เนาะ artificial intelligence ခစ်မှာကျွန်တော်ဒီလို coding သဘောတရားလေးတွေကိုနားလည်ထားတဲ့လူဟာတော်တော်ကြီးအဆင်ပြေပါလိမ့်မယ်ခင်ဗျာเนาะကဲအဲ့တော့ ပုံမှန်ဆိုရင်တန်းန်းကြီးလေးရ6000ပါမြန်မာငွေ6000ကျပ်ပါဒါပေမဲ့အဲ6000ကျပ်ပါဒီနေ့ကျွန်တော်ဗီဒီယိုရိုက်တဲ့ချိန်က18ရက်နေပါเนาะအဲ့တော့ June 18ရက်နေပါ June 19မတိုင်ခင်တန်းန်းလေးအပ်တယ်ဆိုရင်တော့ကျွန်တော်90ခန်းတော့ discount လေးနဲ့ကျွန်တော်ပေးထားပါတယ်ခင်ဗျအဲ့ဒီတော့ကျွန်တော်ကျွန်တော်တို့ Facebook page ကနေဆက်သွယ်နိုင်ပါတယ် YouTube ကဆက်သွယ်နိုင်ပါတယ် Telegram ကလည်းဆက်သွယ်နိုင်ပါတယ်ခင်ဗျအဲ့ဒီတော့ဆက်သွယ်ဖို့အသေးစိတ်ကိုတော့ကျွန်တော်တို့ဒီ description မှာအောက်မှာကျွန်တော်ရေးထားပါမယ်ခင်ဗျ Jesus မြတ်ကြီးတင်ပါတယ်ခင်ဗျ Bye bye.